တင်ပြပေးတဲ့များအလုံးမဲမင်္ဂလာပါရှင်ကျမတို့ရဲ့သတင်းချန်နယ်လေးကနေပြီးတော့ဒီကနေ့မတ်လ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်သတင်းတိစက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိစက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရရကန်အပ်ပါရရှင်ပထမအောင်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ နေပြည်တော်မှာစေးပြဆက်ကြောင်းမှအရာရှိနဲ့တက်သားများအချင်းချင်းခိုင်းရန်ဖြစ်ပွားမှုဒုဗိုလ်မှူးကြီးတို့ပါဝင်စစ်သား၁၈ဦးတန်ရာရရံပွဲကိုအကြံပတ်နေနေတက်ကအင်အားသုံးဖြန့်ဖြေးခဲ့ရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နေပြည်တော်မှာရမန်နေ့ညပိုင်းစီးပြားစစ်ကြောင်းမှာအရာရှိနဲ့တပ်သားများအချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့ကြပြီးတော့ဒုဗိုလ်မှူးကြီးတူပါဝင်စစ်သား18ဦးတရားရရှိကြောင်းနေပြည်တော်တပ်သရင်ရှင်းမြစ်များကိုကိုးကား၍စီရီယံပူကြီးလင်းထက်အောင်ကပြောဆိုထားပါတယ်ရမန်နေ့မလ26ရက်နေ့ည7:00နာရီဝင်းကျင်ချိန်နေပြည်တော်ရှိတဲခိုရေးတုံးမှာတဲခိုနေကြတဲ့စီးပြားအခမ်းအနားချီတက်ကြမဲ့တပ်ဖွဲ့ဝင်များအကြခိုက်ရန်ဖြစ်ပွားခဲ့ကြကြောင်းတဲခိုဆောင်အဆောင်3နဲ့အဆောင်4ရှိစံစစ်သားစစ်ကြောင်းရဲ့အိတ်ဆောင် ောင်အလိုက်ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းစီးပြချီတက်ကြမဲ့စစ်သားတို့ကအယံသေးစာတောက်စားရမှာစကားများရန်ဖြစ်ခဲ့ကြကြောင်းသိရပါတယ်။နေပြီးတော့အိတ်ဆောင်တစ်ခုကိုစစ်သည့်အင်အားရာချီထားရှိပြီးတော့ခိုက်ရန်ဖြစ်ပွားမှုမှာအိတ်ဆောင်နှစ်ခုမှစစ်သားရကနန်ပါဝင်ခဲ့ကြောင်းရှံဖြစ်သောနှစ်ဘက်ဖွဲ့ကအုတ်ခဲနဲ့တုံများအုံပြု၍ပြစ်ခတ်ရိုက်နှက်ကြရမှာစစ်သား15ဦးခန့်ခေါင်းကွဲတံရနဲ့သွေးထွက်တံယူတံရများမစိုးရင်ရ ရရှိခဲ့ကြပြီးတော့စစ်သား၃ဦးအသက်အန္တရာယ်ဆိုရင်ရတရားပါဝင် စုစုပေါင်းအရာရှိနဲ့စစ်သား၁၈ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိသူများနဲ့ဒုတိယဗိုလ်မှူးကြီးအစင်ရှိစစ်ကြောင်းတရင်မှုတို့ပါအရိုက်ခံရပြီးတော့ ဖူးရောက်တံရများရရှိခဲ့ကြောင်းသိရပါရယ်။ရှင်းရမွဲကိုတာကာကာနှစ်မှအင်အားအလုံးရင်းဖြင့်ပြန်ပြေခဲ့ပေမယ့်မနိုင်သောကြောင့်အကြမ်းဖက်နှိမ်နင်းရေးတပ်မှလုံခြုံရေးများခေါ်ယူ၍စင်ဆက်များအုံပြုကလူစုခွဲခဲ့ရကြောင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက်စီးပြမှုဖို့ချုပ်ကလာရောက်စစ်ဆေးဆဲဆူစုပူသွားကြောင်းသိရှိရပါရယ်။ နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှာရှားတိဥရုပူပြင်းနေရေးစစ်တပ်ကယနေ့စေပြအခမ်းအနားကိုညနေ9:00နာရီမှစတင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာရှားတိဥရုပူပြင်းနေတဲ့အတွက်ကြောင့်မလို့စစ်တပ်ကယနေ့စေပြအခမ်းအနားကိုညနေ9:00မှစတင်ပြီဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကပြောဆိုပါရယ် ဂျမန်နှင့်မှစတင်၍စကောင်စီကစီးပြအခမ်းအနားကိုညနေပိုင်းစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီးယခုနှစ်တွင်လည်းစီးပြအခမ်းအနားကိုညနေပိုင်းမှသာဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်းယနေ့ညနေ9:00အချိန်တွင်စစ်ကြောင်းများစတင်ထွက်ခွာမည်ဖြစ်ကြောင်းသိရှိရပါသည် ယနေ့ညနေ3:00နာရီမှ4:00နာရီတွင်စစ်ကြောင်းများအသင့်ပြင်ဆင်ခြင်းဆောင်ရွက်မည်ဖြစ်ပြီးတော့ညနေ9:00နာရီချိန်မှစစ်ကြောင်းများစတင်ထွက်ရှိမည်ဖြစ်ကြောင်းရင်းနောက်မင်းအောင်လိုင်းကိုခြိတက်အလေးပြုကအကြမ်းမတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကတက်စစ်ဆေးခြင်းနဲ့စကားပြောခြင်းများလှုပ်ဆောင်မည်ဖြစ်ကြောင်းသိရှိရပါသည်။ နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့စစ်မှုထမ်းရန်မဲပေါသူများကို NSI MS ကွန်ပျူတာစနစ်တွင်အမြင့်ထက်သွင်းထား၍လေစိတ်၊ရေစိတ်၊ကားဂိတ်နှင့်စစ်ဆေးဂိတ်များမှပြေးမလွတ်နိုင်ဟုစစ်တပ်ကချင်းချောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အစမစစ်ကောင်စီကလူငယ်တွေကိုစစ်မှုထမ်းခိုင်းရန်အတွက်မဲနိုင်ခိုင်းပြီးတော့မဲပေါသူတွေကိုပြည်သူစစ်မှုရန်ကိုရီးအချက်လက်စီမံခန့်ခွဲမှုစနစ် National Service Information Management System NSI MS အတွင်သို့ချက်ချင်းထည့်သွင်းရေးထွက်ပြေးမလွတ်မြောက်နိုင်ဟုစစ်တပ်ကပြောဆိုချိန်ချောက်လာပါတယ်။ ယခုရက်ပိုင်းမန္တလေးမြို့မှပြုလုပ်တဲ့စစ်မှုရန်ဆင့်ခေါ်ရေးမဲနိုင်ပွဲများမှာစစ်ကောင်စီမှဗိုလ်မှူးများကမဲနိုင်ကြမဲ့လူငယ်များကိုမဲပေါက်ပါကကွန်ပျူတာစနစ် NSI MS အတွင်းအမည်စရင်ချက်ချင်းထည့်သွင်းပြီးဖြစ်ကြောင်းထို့ကြောင့်လေစိတ်ရေစိတ်ကားဂိတ်နဲ့စစ်စေးဂိတ်များမှာစစ်မှုထမ်းရမဲ့လူငယ်များစီးရင်ရှိနေပြီဖြစ်ပြီးတော့ထွက်ပြေးလွတ်မြောက်ရန်မဖြစ်နိုင်ဟုပြောဆိုချင်းချောင်းလာကြောင်းသိရှိရပါတယ် မဲပေါက်တဲ့သူတွေကိုကွန်ပျူတာစနစ်ထဲကိုထည့်မယ်လို့ပြောတယ်။အရင်စနစ်ထဲထည့်လိုက်ရင်နိုင်ငံသားထွက်လို့မရတော့ဘူး။ပြည်ရင်းခီးသွားရင်လည်းထောက်ခံစားလို့မယ်။ဖဲသွားသွားကွန်ပျူတာစနစ်ထဲမှာနာမည်နဲ့မှတ်ပုံတင်ကိုထည့်လိုက်ရင်စစ်မှုထမ်းရမယ့်သူဆိုတာပေါ်တယ်လို့ပြောတယ်။အဲဒါကြောင့်ပြေးဖို့စူးစမ်းလဲအပေါ်ပဲ။နှစ်နှစ်တာဝန်ထမ်းဆောင်ပြီးရင်ပြီးသွားမှာမို့ပူပေါင်းဆောင်ရွက်ဖို့ပြောတယ်လို့မန္တလေးမှဒေသပြည်သူတို့ကပြောဆိုပါရတယ်။ ်စက်ကောင်စီကပြည်သူစစ်မှုရန်ကိုရဲ့အချက်လက်စီမံခန့်ခွဲမှုစနစ် National Service Information Management System NSIMS ကိုကွန်ပျူတာကိုရဲ့များဖြင့်ချိတ်ဆက်တိစောက်ထားပြီးတော့ရင်းစနစ်မှပြီးစီးသွားပြီဖြစ်ကြောင်းသိရှိရပါတယ်အလားတူမန္တလေးတိုင်းပြည်ကြီးတကုံမျိုးနဲ့ငွေတော်ကြီးကုန်းရက်ကွက်မှာရမန်နစ်စစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့များကစစ်မှုထမ်းရမဲ့လူငယ်များမဲနိုင်ပွဲကိုမလ30ရက်နေ့နနက်9:00အချိန်ပြုလုပ်ကျင်းပမည်ဖြစ်ပြီးတော့လူငယ်တိုင်းသို့မဟုတ် မိဘများကတရားရမည်ဖြစ်ကြောင်းဘယ်သူမှမတရားပါကစစ်မှုရန်စင်းခေါ်ရေးအဖွဲ့ကကိုစားစီမံဆောင်ရွက်မည်ဟုအတိပေးအကြောင်းကြားလာကြောင်းသိရှိရပါသည် ငွေကြေးရောင်းကုန်ရက်ကွက်အုပ်ချုပ်ရေးမှုတင်ဆိုမှာတားသုံးရောင်ရှိတာအကုံစစ်မှုမထမ်းရအောင်အကုံလုံးလွတ်တယ်။သူတူဖြိုးကျော်ပြူစောတီထောက်ဖို့မှာလည်းညီကုံမွေးချင်း9ရောင်ရှိတာအကုံလုံးလွတ်တယ်။ပြည်သူတွေကတော့မဲနှိုက်ပွဲမလာမနေရတဲ့လူမနေတဲ့အိမ်လဲဆာရွက်ကတ်သွားတယ်။မလာရင်အိမ်ချိတ်ပိတ်မယ်ဆိုပြီးတော့ချင်းချောင်းသွားတယ်။ဒီကောင်တွေကအယံဆိုနေတာအဲ့ရတဲ့လဲနေတဲ့သူတော်စစ်မှုထမ်းရမယ်ဆိုပြီးအတင်းခေါ်နေတာရက်ကွက်ထဲမှာလည်းလူငယ်ကုံတလောက်ဖြစ်နေပြီလို့ငွေတော်ကြီးကုံရက်ကွက်မှာရက်ကွက်သားတို့ကရှင်းပြပါဗျာ။ နောက်ထပ်ထပ်ပြီးတော့တင်းဆက်ပေးမယ့်တရင်ကတော့လာပါခစစ်ဌာနချုပ်အနီးဝန်းကျင်ကလုံခြုံရေးဘဏ်ကလက်လုံမိုင်းနဲ့တိုက်ခိုက်ခံရဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ဒီနေ့မှလ29ရက်မနက်ပိုင်း9:00ခွဲဝန်းကျင်ကမန္တလေးမြို့ကျုံအနောက်ဘက်ကျန်အောင်မြေသာဆန်မြို့နယ်ကအာနာသိန်းစစ်တပ်တပ်ဆွေးရဘန်ကားတစ်ခုလက်လုံမိုင်းနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတယ်လို့သိရပါဗျ။အောင်မြေသာဆန်မြို့နယ်မေကဂီရီရက်ကွက်82လမ်းနဲ့လမ်း20ရှိတဝါခုဖျားပေးမှတပ်ဆွဲထားတဲ့ဘန်ကားကိုလက်လုံမိုင်းနဲ့ပြစ်ခတ်သွားတယ်လို့မြို့ကန်တူကပြောပါဗျ။လလုံးမိုင်းနဲ့တိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့မသိရသေးဘူး။ပောက်ကွဲမှုကတော့ကြီးကြီးမားမားဖြစ်ပွားတာမ ရှိဘူးလို့မြို့ကန်ကအသိပေးပါရယ်စစ်တမ်းဝါရဖြန့် Telegram Channel ကဖော်ပြလာတဲ့ဓာတ်ပုံရတဝါကူဖျားပေးမှလုံခြုံရေးရှုထားတဲ့သဲဘန်ကရှိမှပောက်ကွဲမှုဖြစ်ပွားခဲ့တာလို့တွေ့ရပါရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခင်းဖြစ်ရာနေရာကိုရောက်လာကြပြီးတော့လမ်းသွန်းလမ်းလာတွေကိုစစ်ဆေးနာတွေပြုလုပ်ခဲ့တယ်လို့သိရပါရယ် သူတို့တန်ဆွမ်းထားတာကြာပြီသူတို့ရှိနေတဲ့လမ်းတစ်လျှောက်ကိုလည်းပိတ်ထားတာကြာပြီဖြတ်သွားလို့မရဘူးရှောင်ကွင်းပြီးတော့သွားနေရတာလို့ရက်ကွက်အတွင်နေထိုင်သူတို့ကပြောပါရယ်အခုလိုမျိုးပေါက်ကွဲမှုဖြစ်တဲ့နေရာကမန္တလေးနန်းတွဲမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါခအနီးဝန်းကျင်မှာရှိပါရယ်ဒါအပြင်ဒီနေ့မှကြာရောက်တဲ့စစ်တပ်ရဲ့တပ်မတော်နေအခမ်းအနားကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါခထဲမှာကျင်းပတဲ့အချိန်နဲ့လည်းတိုက်ဆိုင်နေပါရယ်လက်လုံးပိုင်းနဲ့တိုက်ခိုက်ခံရတဲ့နေရာအနီးမှာရှိတဲ့ ကျုံနောက်ချန်16လမ်းနဲ့22လမ်းမှာဆိုရင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာနန်းလင်းဝင်ပောက်ကိုလုံခြုံရေးရှုထားတဲ့စစ်ကောင်စီတပ်အဆောင်ဂိတ်ရှိသလိုမြမစီဝိုင်းဘဏ်နှင်းရှိက လုံခြုံရေးအဆောင်ဂိတ်တွေလည်းရှိနေကြပါတယ်နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်တရင်ကတော့အငိမ့်စာစစ်ဖို့ချုပ်တွေရဲ့ဩဝါဒခံယူလို့ဟုစစ်ကောင်းဆောင်ပြောဆိုဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်ဆောင်ဘူဂျုံမူကြီးမင်းအောင်လှိုင်ရဲ့ဦးဆောင်မှုနဲ့တမရော်ကိစ္စရက်တွေပြင်တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက်နေမအားညမအားဆောင်ရွက်နေရတဲ့ကိုအတိအမှတ်ပြုခုံယူအားပေးတယ်လို့ အငိမ်းစားအရာရှိကြီးတွေကိုစာဘူဇိုကြီးတိမ့်စိန်နဲ့ဒုတိယဘူဇိုကြီးအောင်ထွေးတို့ကပြောခဲ့ပါတယ်။နေပြည်တော်မှာပြုလုပ်တဲ့တပ်မတော်နေအခမ်းအနားကိုတက်ရောက်လာတဲ့အငိမ်းစားစစ်ဘူဇိုကြီးဦးသိန်းစိန်ပါဝင်အရာရှိ15ဦးတို့ကို စစ်ကောင်းဆောင်ကမနေ့ကမလ26ရက်နေ့မှာတွားရောက်ကာရဝပြုခဲ့ရမှာပြောလိုက်တာပဲဖြစ်ပါတယ်။ဒါမျိုးကိုတိဆောက်ရမှာတပ်မတော်အင်အားရှိဖို့အဓိကအရေးကြီးပြီးတော့အခက်အခဲအကျက်တဲတွေရှင်ဆိုင်ကြုံတွေ့နေရချိန်မှာလည်းအောင်မြင်စွာကြောပြန့်နိုင်အောင်ကြိုးပမ်းဆောင်ရွက်သွားကြရမယ်လို့ အငိမ့်စာစစ်ဘုတ်ချုပ်ကြီးတွေကမှားကြပါရင်စစ်ကောင်းဆောင်ကလည်းစစ်တပ်အနေနဲ့ KSSS အမျိုးမျိုးကြုံတွေ့ခဲ့ရပြီးတော့ပြည်ပကျူးကျော်မှုကာကွယ်ရင်ပြည်ရင်းစုဘူတောင်းညမှုတားဆီးတာမကအမျိုးပသာသာသနာနဲ့ရှင်စေးမှုမပြောင်းပြက်ရီတို့ကိုစောင့်ရှောက်ပေးလျက်ရှိပြီးဒီနေ့ကောင်မှရွေးကောက်ပွဲကျင်းပပြီးအနိုင်ရပါတီကိုနိုင်ငံတော်တာဝန်ရင်းလွှတ်အပ်ပေးမှဖြစ်ကြောင်းနဲ့စစ်တပ်ကိုလည်းတိုင်းပြည်အားထားရတဲ့စစ်တပ်ဖြစ်အောင်ဆောင်ရွက်နေပြီးအငိမ့်စာအရာရှိကြီးတွေရဲ့လမ်းညွှန်မှုဩဝါဒတွေကိုခံယူလိုပါတယ်လို့ပြောခဲ့ပါတယ် ယ်။စကောင်းဆောင်ရဲ့ဂါရဝပြုအခမ်းအနားကိုအငိမ့်စာစစ်ဘိုလ်ချုပ်ကြီး15ဦးနဲ့စနေ6ဦးတို့တက်ရောက်ခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အရင်နောက်ရေစုံကိုဆန်ကပြန်ခဲ့ပြီဆိုတော့စောင်းပါရှင်ဆရာလှဆိုးဝေရဲ့ရှေးသားဖော်ပြထားမှုကို တင်ဆက်ပေးပါမယ်။ အေရရီတိုင်းကစတူယန်ကီလိုမီတာအပြင်13,590ကျဲဝန်းပြီး2014သကောင်စင်းရလူဦးရေ6တသမတန်းရှိပါတယ်။တိုင်းနယ်ပြည်နယ်14ခုမှာဒုတိယလူဦးရေအများဆုံးဒေသကြီးဖြစ်ပါတယ်။နိုင်ငံရဲ့စပတ်ကြီးလို့တင်စားခေါ်ဝေါ်ရအရက်လည်းဖြစ်တဲ့အတွက်တိုင်းပြည်စည်းဝါးရေးအတွက်လွန်စွာမှအရေးပါတယ်လို့ဆိုရမှာပါ။2021ဆီယနာသိန်းတဲ့အချိန်မှာအေရရီလူလူကအခြားသောဒေသများကဲ့သို့ပင်ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြပါတယ်။သို့သောနိုင်ငံအနှံ့အပြားလက်နက် ုင်တော်လှန်ရေးဖြစ်ပွားလာတဲ့အခါမှာတော့အများစုကတုံ့နှီးပါဝင်နေခဲ့ကြပါတယ်။ထို့ထွက်လည်းစစ်ကောင်စီလိုလားတဲ့ဒေသလာဟုမေကွန်းထုတ်စင်အားဖြစ်လာခဲ့ပါတယ်။2024ကုံဆုံးခံနေသည့်ဆီယနာရှင်တုံးလှရေးလှုပ်ရှားမှုတွေကအ ਨੇ ချင်းသာရှိနေခဲ့ရွေးလေအေရီတိုင်းကစစ်ကောင်စီရဲ့ခံတပ်ကြီးတစ်ဖွဲ့ဖြစ်လာခဲ့ပါတယ်။ တရင်ဆက်တရင်နဲ့ဖွဲ့စည်းထားတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်အမှတ်66ချင်းမြတ်တမလက်အောက်ခံတရင်နှစ်ရင်ဟိုင်းတီကျွန်းရှိပမာဝရီရှေတပ်ဌာနချုပ်အမှတ်လီမဟာဗျူဟာရှေတပ်အုပ်စုများအခြေဆိုင်ရာဒေသလည်းဖြစ်ပါတယ်ပထဝီအနေထားအရမရွတ်တွန်းနိုင်လောက်အောင်မြေချောင်းများပေါ်များတဲ့အတွက်စစ်တပ်မှအလွယ်တကူပိတ်ဆို့နိုင်ပါတယ်အရာတွေတိုင်းတွင်းနေထိုင်သူတစ်စိတ်တစ်ပိုင်းကစစ်တပ်ကိုလုံလားသူများဖြစ်နေပြန်၍တော်လှန်ရေးတပ်ဖွဲ့တွေကအထူးသတိကြီးစွာထား၍လှုပ်ရှားဖို့လိုအပ်လာပါတယ် 2015နဲ့2020ရွေးကောက်ပွဲတွေမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအများစုအနိုင်ရခဲ့ကြတော့လေ AR တိုင်းနေမှုအခြားသောဒေသများကဲ့သို့တောင်ပြိုကမ်းပြိုအနိုင်မရခဲ့ပဲစံဖို့ပါတီကမဲရည်အတွက်အတော်များများကိုရရှိခဲ့ပါတယ်။ အဇမတ်စစ်တပ်အားလက်နက်ဆွဲကင်တိုက်ခိုက်လို့တဲ့အုပ်စုတွေကအနောက်ဆူဆူရှိရခိုင်ရုံးမနဲ့စရောင်းမြင့်အရှိတ်ကံများစီတို့ဥတီထွက်ခွာခဲ့ကြပြီးအာရခတတ်တော်နဲ့ကရင်အမျိုးသားတမကလက်အောက်ခံလက်နက်ကင်တပ်များတွင်လည်းစစ်ပညာများအသီးသီးသင်ယူခဲ့ကြပါရယ်ယခုခါတွင်တော့အလုံးရဲ့ပြည်တော်ပြန်ခရီးစတင်လာကြပြီဖြစ်ပါရယ် 2024နှစ်ကုန်ပိုင်းလတွင် အာရခတပ်တော်ကအယဝရီနဲ့ရခိုင်နယ်ဇက်ရှိခွားမြို့ကိုထိန်ချုပ်နိုင်ရန်တိုက်ပွဲများစတင်လာခဲ့မှုနဲ့တူအယဝရီဆွေမျက်နှာကတောင်းဝင်လှုံရှားလာခဲ့ပါတယ်။ခွားကိုအာရခတပ်တော်မှသိမ်းယူနိုင်ခဲ့ပြီးနောက်2025အစောပိုင်းမှာပြည်သူ့ကော်ဝေးတပ်များနဲ့နှွေးဦးတော်လှန်ရေးတပ်အဖွဲ့များကအယဝရီတိုင်းတွင်းသို့ခြိတက်လာနိုင်ခဲ့ကြပါတယ်။ အရခတက်များနဲ့တူခွားမြို့တောင်ဘက်ကမ်းခြေရွာနှစ်ရွာကိုသိမ်းယူနိုင်ခဲ့ပါတယ်။ယခုကအပန်းဖြေစခန်းများရှိရာရွှေတောင်ရံချောင်းသာနဲ့ငွေဆောင်တို့ကိုချင်းချောင်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဇမတ်စစ်တမ်းမှာရှေ့ဆက်မတိုးလာနိုင်ရန်ငွေတောင်ရံမှာအခိုင်အမာ ခုခံကာကွယ်နေရပါတယ်။အေးနဲ့ပီဒီအက်တပ်များရဲ့ထိုးစစ်ကတခြားတပ်ဖက်မှထွက်ပေါ်လာပြီးငတိုင်းချောင်းမြို့အရှိဘတ်ရှိအမှတ်၃လေးအမြောက်တရင်ကိုဥတီတိုက်ခိုက်လာနေပါတယ်။ပြီးကရင်လတွင်တာပေါင်းမြို့ရှိစစ်စခန်းတစ်ခုကိုသိမ်းယူနိုင်ခဲ့ပြီးအနီးနားရှိကျေးရွာများတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြပါတယ်။ယခုလတွင်ရှေးကြီးမြို့နယ်တွင်သို့တိုက်ပွဲများကူးဆက်လာနေပြီလို့သတင်းများကဆိုထားပါတယ်။ အေးနဲ့ပူပေါင်းတက်များကတာပေါင်းရေကြီးလေးမျက်နှာငတိုင်းချောင်းမျိုးနဲ့များအတွင်တပြိုင်နက်တည်းဆက်လက်တိုက်ခိုက်နေ၍စစ်ကောင်စီက၎င်းတို့ရဲ့တစ္ဆာခံတက်များကိုနေရာအနှံ့ဖြတ်ကျက်နေရာချထားကြပါရင်ရှေးလျှောက်တိုက်ပွဲများကကံကြီးတောင်ငပူတောင်မြောင်းနဲ့အင်ကပူမျိုးနဲ့များတွင်တို့ကူးဆက်လာပွဲရှိနေပါရင် ကရင်ပြည်နယ်တွင်စစ်တပ်နဲ့များပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်သောအင်အားရီတိုင်းသားတို့ကအမျိုးသားညညွေရေးအစိုးရရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတရင်များနဲ့တူစရောင်းမြစ်ကိုဖြန့်၍အင်အားရီတိုင်းတွင်သို့ဝင်ရောက်လာနေကြပါသည်။အင်အားရီ PDF များနဲ့နေဦးတော်လိုင်းအဖွဲ့များက၄နှစ်လုံးလုံးဆင်းရဲအပင်ပန်းခံကရုန်းကန်ခဲ့ကြပြီးနောက်ယခုအခါမိုးရက်မြေတို့ပြန်လာနိုင်ခဲ့ပြီပဲဖြစ်ပါသည်။ စစ်တပ်ကကားလာကြမြင်စွာကပင် AR အား၎င်းတို့ရဲ့စိတ်ချလုံခြုံရတဲ့နောက်တန်းခံတပ်ကြီးဖြင့်ယူဆထားခဲ့ကြပါတယ်။ယခုခါတွင်တော့တော်လှန်ရေးတပ်များကဒီမိုကရေစီနဲ့ကိုယ်ပိုင်ဆုံးဖြတ်ပြဋ္ဌာန်းနိုင်권များအတွက်ရှေ့နှစစ်မျက်နှာဖြင့်အသွင်ပြောင်းလဲလိုက်ပြီပဲဖြစ်ပါတယ်။ပြည်သူတို့ရဲ့ကုခံတွန်းလှန်စစ်မဟုတ်ချအောင်ရမည်။ ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအဆုံးထိနားဆင်ပေးခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်ရှင်။အားလုံးပဲကိုစိတ်နှပြွှင်လန်းချမ်းမြေ့ကြပါစေရှင်။